ဲအားလုံးမင်္ဂလာပါလို့နော်မင်္ဂလာမနက်စောစောစီစီလိုက်လွင့်မေးရပါဆိုဒီကြောက်ပြဲရိုက်တာလေလွင့်တော့လွင့်မကြအမြဲတမ်းလေဒီမနက်ပိုင်းတစ်ချိန်ပဲရိုက်လို့အာမနက်ပိုင်းတစ်ချိန်ပဲရိုက်တော့ဒီကြောက်ပြဲရိုက်တာလေးကိုဩဇာလုပ်ပေးရနော်ဒီကြောက်ပြဲနဲ့ထားရရဲ့အားတာချက်အားနေချက်ကိုလည်းကျွန်တော်ပြီးကြလို့ရှိရင်ပြောပြရမယ်နော်တခါလေအခုလက်ရှိကဒီကြောက်ပြဲရိုက်တဲ့ဒီကြောက်ပြဲရိုက်ဖို့ရအတွက်ကိုကျွန်တော်တို့ကနံပါတ်1တစ်ချက်ကကျွန်တော်တို့ဒီ အဲအရင်တော့ကတော့ကျွန်တော်တို့တံမူတွေနဲ့ရိုက်တယ်ကျွန်တော်စီမှာတံမူနဲ့ရိုက်ထားတဲ့ကောင်တွေရှိပါတယ်တံမူကတော့ပွင့်လင်းပြောရင်ကျွန်တော်တို့ကအမာရိုက်တာဟိုအရေဒီလောက်ထိပျော်စရာမလိုဘူးတံမူနဲ့ရိုက်ရင်အမာရိုက်တယ်သူကဟိုအမြန်မြန်မြန်ရိုက်လို့ရတယ်ဗောနော်ဟိုဒီကောင်ကတော့မြန်မြန်ရိုက်ချင်မြန်များရိုက်ချင်တယ်ဆိုလို့ရှိရင်မူကွက်မြန်များဝယ်ရမှာဗောနော်မူကွက်မြန်များဝယ်ပြီးတော့သူကရိုက်မှာကျွန်တော်တို့ကအမြန်ဆုံးဖြစ်မှာဒီထဲမှာကျွန်တော်တို့ချောဆက်တဲ့အချိုးကတော့ ျွန်တော်ဘယ်လောက်မှအများကြီးဟာဖြစ်တာမဟုတ်ပါဘူးကျွန်တော်တို့ကဘီလက်မြေအာဒါဘီလက်မြေတပုံးเนาะဘီလက်မြေတပုံးသဲနှစ်ပုံးကြောက်သုံးပုံးပေါ့เนาะဒီဒီဒီတဲ့ဒီတိုင်းနဲ့ပဲကျွန်တော်တို့ကအဓိကဆက်ပြီးသွားတာမာဂျင်နဲ့ဆိုရင်တော့အဲ့အဲ့တိုင်းပဲဆက်သွားပေါ့နော်အဲ့ထက်နည်းနည်းလေးပို့တိုးပြီးတော့ဆက်တယ်ဆိုလို့ရှိရင်လည်းဆက်လို့ရတယ်နော်ဆက်လို့ရတယ်ဒါပေမဲ့ဒီဒီ1နှစ်3ပေါ့အဲ့တိုင်းပဲဆက်လိုက်တယ် အာကြောက်က ကြောက်ကနည်းကြောက်ကြောက်ကြောက်တစ်ချက်ယူခဲ့မှာကြောက်ဆိုင်ကအဲ့ကောင်ပါလဲတမတ်ဆိုင်ဟလားဟလားဟမ်ဟုတ်တယ်နော်အာကြောက်ဆိုင်ကကျွန်တော်တို့ကဒီကြောက်ကဒီထဲမှာဖြော်ဖို့ရတော့လောက်တဲ့ကြောက်ကကျွန်တော်တို့ကတမတ်ဆိုင်ကိုတောင်းနေနော်ပြီးရင်လောင်တဲ့အခါမှာကျွန်တော်တို့ကဒီတန်းလေးတွေပေါ်နေအောင်လောင်ရမယ်ဗျာ အတချို့ကြတော့အဲ့ဒီအပြည့်လောင်းတာပေါ့အဲ့ဒီအပြည့်လောင်းတဲ့အခါမှာပြဿနာတက်တယ်ဒီခွာပြီးတဲ့အချိန်မှာဒီလိုအပေါက်လေးတွေသူ့ကနဲ့သူတတရရမကြံ့ခဲ့တော့ဘူးဟိုဘယ်လိုပြောရမလဲဆိုတော့ရှင်အပေါက်ကြီးတွေပိတ်ပြီးတော့ပေါ့ဒီအပေါက်တွေပိတ်နေတဲ့အတွက်ကြောင့်မလို့ဘာပြဿနာရှိလဲဆိုလို့ရှိရင်ဝမအိတ်တဲ့အခါမှာဒီမှာအဆထွက်တာပေါ့နော်ဒီအဆထွက်တဲ့ကြားထဲကိုဒီမှာနိုးတိုင်ညက်သွားမယ်ညက်သွားလို့ရှိရင်နိုးတိုင်ပြန်ထုတ်တဲ့အခါမှာဒီနိုးတိုင်ပြတ် နေနိုးတိုင်းမှာဒီရှတာတို့ပြက်တာတို့အဲ့ဒါတွေဖြစ်နိုင်တယ်ဗျာနော်ဒီခုလိုကလောက်တဲ့ခါကျတော့ဒီ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 ကျွန်တော်တို့ကဒီတိုင်းဩဇာဖြစ်တဲ့ခါမှာဒီလိုလေးတွေပေါ်ထားရမယ်သူ့ရဲ့ line ခလဲငုတ်ပေါ့ဒီခလဲငုတ်ကပေါ်နေတာဒါစလောက်တဲ့ဟာကိုကျွန်တော်တို့ပြောပြမယ်ဗျနှစ်ဆင့်လောင်းနေတာဆက်စချင်းမှာအင်ဂျင်ဝိုင်တုတ်တယ်ဗောနော်အင်ဂျင်ဝိုင်တုတ်ထားတယ်အင်ဂျင်ဝိုင်တုတ်ထားပြီးရင်ကျွန်တော်တို့ထည့်မယ် အပြော့ထဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့အပြော့ဒီကောင်ကိုကျွန်တော်တို့ကအပြော့သုံးတယ်အပြော့အတွက်ကြောင့်မလို့ကျွန်တော်တို့ကလေဒီကောင်မတိတ်เสียအကြောင်းမရှိဘူးနော်အော်မတအရန်နင်းဟို vibrate လောက်စရာမလိုဘူးကျွန်တော်တို့ကအဓိကအပြော့ကိုအဓိကတုံးလိုက်တယ်။ဘာကြောင့်အပြော့ကိုတုံးတာလဲဆိုတော့ plastic မူဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကအပြော့ကိုတုံးတာပါ။ဟို vibrate အရန်မထည့်နိုင်တဲ့အတွက်ကြောင့်မို့လို့အပြော့ကိုတုံးတာ။ ီအမားကိုတုံးမယ်ဆိုလို့ရှိရင် तू ကတော်စားတော်တော်လေးကိုကျွန်တော်တို့ဟိုဟာလောက်ပေးရပါမယ်ကျွန်တော်တို့စောင့်ပေးရတိတ်အောင်တော်တော်ဟာလောက်ရမယ်ပေါ့နော် तू आ वाइब्रेटर လို့မယ်ကျွန်တော်တို့စီမှာ वाइब्रेटर မတုံးတော့ဘူး वाइब्रेट အနေနဲ့ကျွန်တော်တို့က manual ပဲတုံးသွားတာဒါတို့ကထည့်လိုက်မယ်ဒါပထမအစစ်ပေါ့နော်ထည့်တယ်ထည့်ပြီးရင်ခောက်ပြီးဟောအာခောက်လိုက်ပြီးအဲ့ဒါ वाइब्रेटर ပါပဲနော် နာသူကခောက်လိုက်တယ်ခောက်လိုက်ပြီးပြီဆိုတာနဲ့သူကအဲ့ထဲမှာတန်ချင်းထဲ့မယ်တော့တဝက်ပေါ့နော်ကျွန်တော်တဝက်မပြည့်တပြည့်ကိုပဲကျွန်တော်တို့ကထည့်လိုက်တာဗျအများကြီးထည့်စရာမလိုတဝက်မပြည့်တပြည့်ကိုထည့်မယ်ပြီးလို့ရှိရင်ဒီတန်ချင်းထည့်လိုက်တယ်တန်ချင်းထည့်ပြီးတန်ချင်းလေးနည်းနည်းမြုပ်သွားအောင်ခလောက်လိုက်တယ်နော်တန်ချင်းနည်းနည်းမြုပ်အောင် ခလောက်လိုက်တယ်ခလောက်ပြီးရနဲ့ထည့်ပြီးအဲ့မှာအပေါ်ကဒါပဲနော် အရင်မခက်ခဲဘူးအာဘီလက်မြစ်တဲ့အိတ်ကိုဘီလက်မြစ်တဲ့အိတ်ကိုဒီကောင်က10ချက်ဟိုစားပေါ့9ချက်9ချက်ထွက်မှာပါနော်ဘီလက်မြစ်တဲ့အိတ်ကို10ချက်9ချက်အိုက်ဝန်းကျင်ထွက်ပါတယ်နော်ဘီလက်မြစ်တဲ့အိတ်ကို10ချက်9ချက်ပတ်ဝန်းကျင်ထွက်မယ်တန်ငါအဲ့ဒီတန်ငါအလုံးပေါင်း3ချောင်းကုန်မယ်တန်တစ်ချောင်းကိုကုန်ကြစေက2000ရှိတယ်တန်3ချောင်းဆိုတော့6000ကြမယ်နော် တန်3ချောင်းက6000ကြမယ်ကိုဟာနဲ့ကိုဝရင်စော်မယ်ဆိုလို့ရှိရင်တတ်တာမယ်သူများကိုဝရင်ခေါ်စော်မယ်ဆိုလို့ရှိရင်တော့ဝရင်စော်ခိုင်းတဲ့ဈေးနှုန်းရှိမယ်เนาะအတား3ချောင်းကုန်မယ်3ချောင်းနည်းနည်းလေးပဲကျွန်တော်တို့ပို့มาပေါ့နည်းနည်းပဲပို့มาเนาะအတန်ရှိမယ်ပြီးကြလို့ရှိရင်တဲကတစ်ချက်ကို900လောက်ကြမယ်ကြောက်ကခမန်းကြီးတစ်ချက်ကို800လောက်ကြမယ်เนาะကြောက်ကကုန်ကြစည်800ကြမယ်အတီးကြွတ်ပြီးသားပါ ကြောက်ကကုန်ကြစေး800ရှိမယ်တဲကကုန်ကြစေး900ရှိမယ်ဘီလက်မီယာခမန်းကြီးအာ900နဲ့900ကြား900 900ပေါ့အဲ့အဲ့900နဲ့900ကြားမှာရှိမယ်နော်အဲ့ကြတော့ထားပါတော့ကျွန်တော်900နှုံးနဲ့ပဲတွက်မယ်900 900ဒီရောစာကြောက်တကြက်ကိုယ်ခွန်ရ900ဆိုလို့ရှိရင်ထောင်တစားပေါ့1200 1200ရဲ့အာ900ရဲ့ဆိုလို့ရှိရင်2000နဲ့မှ100เนาะ2100တန်3000က6000ရှိမယ်ဗျ 6000ရှိတဲ့အတွက်ကြောင့်မလို့2100ရဲ့6000ရဲ့ဆိုလို့ရှိရ1100ဒါလောလောဆယ်ပစ္စည်းပိုးတသက်1100အကုန်ကြစီရှိမှာနော်ရှင်းထောင်းတရဒါဟိုဝရင်စော်တဲ့လူတို့ကဖြစ်မှာဆိုတန်ချောင်းကြီးနဲရင်တော့နဲတယ်လို့တတ်တာမယ်ဗျကျွန်တော်တို့ကဒီတန်ချောင်းများတဲ့အတွက်ကြောင့်မို့လို့ကုန်ကြစည်ပူများတယ်တန်ချောင်းကြီးနဲရင်နဲတယ်လို့ကျွန်တော်တို့ကတတ်တာမယ်နော်ဒီစင်နေနဲ့ထားတာဘာဖြစ်လို့လဲဆိုတော့အရင်တော့ကျွန်တော်အတန်ဘုံနဲ့ရိုက်တယ်ဗျကျွန်တော်အရင်တော့က ကျွန်တော်အရင်တော့ကြောက်ပြားတွေကဒီလိုမဟုတ်ဘူးဒီလိုမဟုတ်ဘူးဆိုတော့ကျွန်တော်တို့တန်ဘုံနဲ့ရိုက်ထားတဲ့ကြောက်ပြားပေါ့နော်အဲဒါကျွန်တော်အရင်တော့ကြောက်ပြားဒီကောင်ကျတော့တန်ချောင်းနဲတယ်ဒီမှာထဲတဲ့တန်ချောင်းနဲတယ်ဘယ်နှချောင်းမဲ့သုံးရလဲဆိုတော့တစ်ချောင်းနှစ်ချောင်းသုံးချောင်းလေးချောင်းငါးချောင်းခြောက်ချောင်းနော်ခြောက်ချောင်းမဲ့သုံးရတယ်နော် ဒီကောင်နေနဲ့ထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာအားတာကြအားနေချက်ရှိလဲဆိုလို့ရှိရင်စလုပ်တစ်ခုပေါ့နော်ဒီဒီစင်ရအောက်မှာတပါကြည့်အလွတ်ကြီးပေါ့နော်ဒါကျွန်တော်တို့ကပြီးစလုပ်ရှိမယ်ဒီရေမြောင်းနဲ့ကိုရေလာခွင့်မယ်နော်အဲ့လိုထားတဲ့အတွက်ကြောင့်မို့ဒီကျမ်းပြင်ရဲ့ဆူဆွတ်တဲ့ဓာတ်ပေါ့နော်ကျမ်းပြင်ကနေပြီးတော့ဒီရောစပေါ့ဆူနဲ့အေးတတ်တွေပါတွေကိုသူကဓာတ်ရိုက်ခံစားဟိုဝက်မမခံစားရတော့ဘူးနော်ဝက်တွေကမခံစားရတဲ့အတွက်ကြောင့်မို့ကျမ်းမရေးတိတိတတ်တတ်အဆင်ပြေတာကိုကျွန်တော်တို့တွေ့ရတယ် နော်အရင်တော့ကျွန်တော်ဒီလောက်သမျှအကုန်လုံးကကျွန်တော်တို့ဒါတွေက handmade တွေကြီးပါပဲကျွန်တော်ကျွန်တော်စီမှာကျွန်တော်ဝယ်တာမဟုတ်ဘူးဒါတွေကကြီးလွန်ခဲ့တဲ့အော်3နှစ်ကျော်4နှစ်ကတည်းကကိုတိုင်းဒါကျွန်တော်တို့က handmade ကျွန်တော်ကကျွန်တော်လှုပ်ထားတာအစာကွက်တရားစကိုကကိုလှုပ်တာကျွန်တော်စတီးပြားနဲ့လှုပ်တယ်ကျွန်တော်တန်ပြားမသုံးဘူးကျွန်တော်တို့စတီးသုံးတယ်နော် စတီးတုံးခဲ့တယ်အစာကွက်တရားအစာကျွန်တော်ဒီဒီတချံလုံးပြကျွန်တော်တို့ခြံဆောက်တာအစာဒီတဲ့ခြံကိုဒီဇိုင်းဆွဲရလဲကျွန်တော်တို့ကိုကျွန်တော်ကိုယ်တိုင်ပဲနော်အဓိကကကျွန်တော်တို့ပြောချင်တာဗာလဲဆိုလို့ရှိရင်ကျွန်တော်ဒီအလုပ်တစ်ခုကိုစပြီးတော့လုပ်တယ်အလုပ်စလုပ်တဲ့အခါမှာဒီလုပ်ငန်းနဲ့ပတ်သက်လို့စပြီးတော့ဟုတ်စားအသေးစိတ်ကအစကျွန်တော်ရအောင်လေးလာတယ်လိုက်တယ်လိုက်ပြီးတော့ကျွန်တော်ဒီခြံကိုကျွန်တော်တို့စပြီးတော့လုပ်တယ်ပြည့်စုံနေပြီလားဆိုတော့မဟုတ်ပါဘူးပြကျွန်တော်တို့ကပြည့်စုံတဲ့အပိုင်းတော့မရောက်ဘူး ဒါပေမဲ့တနေ့တနေ့တော့ကျွန်တော်တို့တဖြည်းဖြည်းနေနဲ့ကျွန်တော်ကြိုးစားနေရတာပေါ့နော်ကြိုးစားကြီးလောက်ကိုင်းနေဒီဒီဇိုင်းဒီပုံစံနော်ဒီအပေါ်ကမျက်နှာချက်ထဲထားတွေကအစဒါမျက်နှာချက်ကအရန်နဲ့ခက်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 ထဲထားတာမဟုတ်ပါဘူးကျွန်တော်တို့ဒါအလွယ်တကူပါပဲဒါတွေကမပြည့်စည်ဘူးဗျကျွန်တော်တချံပြောင်းမယ်ဆိုရင်အလွယ်တကူပြန်သွားလို့ရတယ်နန်းကျိုးတွေကိုကျွန်တော်ရက်ထားတယ်ရက်ထားပြီးတော့အပေါ်ကနေပြီးတော့ insulator ခင်းလိုက်တယ်ခင်းပြီးတော့ကျွန်တော်တို့ဒီမရွေ့အောင်ကမဖြစ်အောင်ကျွန်တော်တို့လှုပ်လိုက်တာပေါ့နော်အပူတိတိတတ်တာကြရတယ်ဗျာဒီကောင်က ဒီကောင်နေကသွပြားရဲ့ကြလာတဲ့အပူချိန်ကိုဖမ်းပြီးတော့ဟိုစပေါ့ဘလို့ပြောမှာဆိုလို့ရှိရင်ဒီအပေါ်ပိုင်းနဲ့အောက်ပိုင်းသူ့ကိုဖြတ်လိုက်တယ်ဆိုလို့ရှိရင်အပူချိန်တိတိတသက်အောက်ကိုပြန်ကြအောက်ကိုကြလာတဲ့အပူချိန်ကညော့သွားတာပေါ့နော်။ तू ကဖြတ်ထားပေးတာပေါ့။ तू ကအေးတက်ကိုထုတ်ပေးတာတော့မဟုတ်ဘူး။အပူတက်ကိုလှမ်းဖမ်းပြီးဖြတ်ထားပေးတာနော်။အဲကြောင့်အရင်တော့ကျွန်တော်လှုပ်တဲ့ကြောက်ပြားတွေကဒါမျိုးတွေအခုကဘာကြောင့်မလို့ဟိုကြောက်ပြားကိုကြိုက်လဲဆိုလို့ရှိရင်အပေါက်ရည်ပူများတယ်။ အပေါက်ရေပုံများတဲ့တို့ကြောင့်ရေဆေးပြီးလို့ရှိရင်ရေစစ်သွားတဲ့ရေကျသွားတဲ့နှုံများမယ်ဒီလိုမျိုးစင်နဲ့ထားတဲ့အတွက်ကုံကြားစိတ်ပူတာမှန်တယ်အဲကုံကြားစိတ်ကကျွန်တော်တို့တတ်မှန်ထက်ကုံကြားစိတ်ပူတယ်ကျွန်တော်ဝက်သိုးတွေကိုလည်းစင်နဲ့ပဲထားတယ်နော်ဒါအစာကျွေးဖို့ရတလျှောက်လန်းပေါ့နော်ကြောင်စင်နဲ့ထားတဲ့အတွက်ကြောင့်မလို့ကြောင့်တန့်ရှင်းရေးလောက်ရတာလွယ်တယ်တခုခုကြောင့်မလို့ပိုးသက်စီဖြန်းကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ပိုးသက်စီကို ကောင်းကောင်းဖြန်းလို့ရတယ်ထုံကောင်းကောင်းဖြူလို့ရတယ်เนาะကျွန်တော်ဝက်ကိုညှာစရာမလိုဘူးဘာလို့လဲဆိုတော့သူ့ဆင်အောက်ထဲကိုကျွန်တော်တို့အကြိုက်လုပ်လို့ရတယ်เนาะအာပိုးသက်စည်းရည်တွေပါခပ်ပြင်းပြင်းဆင်အောက်ထဲကိုလောင်းချလို့ရတယ်အဲ့ဒီလောင်းချတဲ့အတွက်လဲဝက်ကိုအန်တရဖြစ်စရာအကြောင်းမရှိဘူးပေါ့เนาะအာဒါဒီဒီအာသာချက်လေးတွေရှိတယ်ဗျအဲ့ဒီအတွက်ကြောင့်မို့ကျွန်တော်တို့ဘာကြောင့်မလို့ဆင်နဲ့ထားတာလဲဆိုတာအဲ့ဒါပါပဲဗျเนาะဆင်နဲ့ထားခြင်းရဲ့အဓိကအကြောင်းရင်းကအဲ့ဒါပါ ဟိုတခြားမဟုတ်ဘူးဝက်ကိုတမန်တလေးမှမှထားတယ်တမန်တလေးမှမှထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဘာခက်ခဲသွားရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့တမန်တလေးမှမှထားလို့ရှိရင်ဒီတမန်တလေးရဲ့အအေးတက်ကိုခါမယ်တမန်တလေးရဲ့အအေးတက်ကိုဖမ်းထားတယ်ပေါ့ဒီတမန်တလေးเนี่ยနော်အအေးတက်ကိုဖမ်းထားတယ်ဖန်းရတဲ့သူအေးတက်ဖန်းရတဲ့အတိုင်းအတာပေါ်မှာဝက်တရားအဲ့ပေါ်မှာအိတ်တဲ့အခါမှာဒီဥစားပေါ့ဘယ်လိုပြောရမလဲဆိုလို့ရှိရင်ညောင်းညာတယ်၊ကြိုက်ခဲတယ်เนาะအဲ့ဒီပြဿနာတွေအဓိကအဲ့ဒီပြဿနာတွေရှိရယ်ဗျာเนาะ ဟုတ်ကဲ့အဓိကဒီမနက်အစောကြီးကျွန်တော်ဒါလေးပြောတယ်ဆိုတာကျွန်တော်တို့ကဒီကြောက်ပြားကိုမနက်ပိုင်းမှာရိုက်တာဟိုပုံမင်းလင်းပြောရင်ကျွန်တော်ဒီတစ်ခေါက်ကဒီတန်ချင်းနေပါတယ်အကုန်လုံးကဟိုကျွန်တော်ပေါ်တာကြီးဆိုရကိုအောင်ကိုဝင်းစီကကျွန်တော်အားပေးထားတာဟိုဝက်ချင်းဒီရောစာတွေပေါ့ story crate တွေကိုကျွန်တော်ကိုအောင်ကိုဝင်းစီကဝါဖြစ်ထားတာအဲဆိုကျွန်တော်အချိန်မရဘူးကြောက်ပြားကိုတော့ဒီမှာကိုယ်တိုင်ရိုက်တယ်နော် တော့ကြောက်ပြားကိုကိုယ်တိုင်ရိုက်တယ်ကြောက်ပြားရိုက်တဲ့နောက်အရင်ဆုံးကျွန်တော်တို့အချက်တွေကိုကျွန်တော်တို့အင်ဂျင်ဝိုင်းတုတ်သွားတယ်နော်အဲအချက်တွေအကုန်လုံးကိုကျွန်တော်တို့အင်ဂျင်ဝိုင်းလိုက်တုတ်သွားတယ်နော်အင်ဂျင်ဝိုင်းလိုက်တုတ်သွားပြီးတဲ့အခါကျတော့မှကျွန်တော်တို့ကဘာလုပ်တာလဲဆိုအင်ဂျင်ဝိုင်းလိုက်တုတ်ပြီးတော့ကြာမှကျွန်တော်တို့အခန်းလောင်းတယ်ပြီးရင်ချင်းထဲ့မယ်ချင်းထဲ့ပြီးလို့ရှိရင်အပေါ်ကနေွာဖြစ်တယ်နော်အပေါ်ကနေနောက်တစ်ထပ်လောင်းတယ်လောင်းပြီးလို့ရှိရင်လက်နဲ့ပဲကင်ပြီးတော့ခောက်တယ်မိုးကွက်ကိုလက်နဲ့ပဲကင်ပြီးတော့လှုပ်တယ်ခောက်တယ်နော် အရင်မခက်ခဲပါဘူးဗျအဒီကဒီမှာပြီးွားတစ်ချက်နောက်တစ်ချက်နော်ငါနော်အပီးွားတဲ့ဟာကိုကျွန်တော်တို့ဒီမှာမှောက်လိုက်တယ်မှောက်ပြီးလို့ရှိရင်သူ့ကိုအချောအဓိကကဘာလဲဆိုတော့ဒီကြောက်ပြားတွေလှုပ်တဲ့နေရာမှာဝမတွေနို့သီးပြက်ချင်းမပြက်ချင်းစာဒီကအောင်မဲဗျဒီဇောင်းနေမှာကျွန်တော်တို့ကဇောင်းဖြစ်ပါတယ် ဒီဇောင်းကိုကျွန်တော်တို့ကတေချာလေးကိုတတရရဥစ္စာပေါ့နော်သူ့ line နဲ့သူ့ပေါ်အောင်မလုံနိုင်ဘူးဆိုလို့ရှိရင်ဒီမှာအစတွေထွက်နေလိမ့်မယ်အဲ့ဒီအစတွေတည်းမှာနိုဒီကသူကဝက်ဝက်တကောင်ရဲ့နိုဒီညက်သွားမယ်ညက်ပြီးဗျုံးဆိုပြန်ထားလိုက်တဲ့အခါမှာအဲ့ဒီနိုဒီကပြတ်နိုင်ပါတယ်နော်အဲ့ဒီနိုဒီကရှနိုင်တယ်အဓိကဒီကြောက်ချက်လောက်တဲ့နေရာမှာကျွန်တော်တို့အခရာကဒီတာပဲနော်ဒီဒီဒီမြောင်းလိုင်းတွေပဲဒီမြောင်းလိုင်းတွေကိုတည်တည်ချာချာမလုံနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒါအားနေချက်ဖြစ်တာပဲနော် အဓိကအဲ့ဒါအရေးကြီးပါတယ်ဗျဒီမြောင်းလိုင်းတွေကိုတည်တည်ချာချာလေးဒီရောစပေါ့လောက်ပြီးသွားပြီဆိုတာနဲ့ဒီအစတွေပြန်တတ်နိုင်မှုလို့တယ်နော်ဒီမျက်နှာပြင်ဒီအရန်ကြီးချောနေစရာမလိုပါမဲ့ဒီမျက်နှာပြင်ပေါ်မှာကြောက်ပြုတ်တွေထားနေလို့မြတ်ဆိုလို့ရင်တခုကစူးနိုင်တဲ့အခြေအနေမျိုးဖြစ်လို့မရဘူးပေါ့နော်ဟိုကြောက်စလေးတွေထောင်ပြီးတော့စူးနေမဲ့အဲ့တော့ဘာလို့ဖြစ်လို့မရဘူးသူကအောက်မျက်နှာပြင်ကတော့ရှင်းပါတယ်အောက်မျက်နှာပြင်ကတော့ကျွန်တော်တို့ကဟိုကဖြစ်စရာအကြောင်းမရှိဘူးဗျာ စူးစရာအကြောင်းမရှိဘူးဘာလို့လဲဆိုတော့မိုထဲမှာတခါတည်းကဖြစ်ပြီးတော့ပျောင်ချောနေရပဲဗျာနော်ဒါတရက်ကြာဒီနေ့မနက်ပိုင်းရိုက်ထားတယ်ဆိုလို့ရှိရင်ညပိုင်းကြာလို့ရှိရင်ညပိုင်းတော့မဟုတ်တော့ဘူးဗျဒီနေ့ကတနေကုန်ဒီမနက်ပိုင်းမှာကျွန်တော်တို့ကရိုက်တယ်ရိုက်ပြီးလို့ရှိရင်ထားထားလိုက်တယ်မနေ့ကရိုက်ထားတဲ့ကဒီနေ့မှလာခွာတယ်ဗောနော်အဲဒါဒါကိုတမိုင်တနိုင်တပိုင်အတွက်ကတော့အဆင်ပြေပါတယ်ဗျဟိုစီးပွားရေးစီးပွားပြည့်လှုပ်ရှားမယ်ဆိုရင်တော့မိုးကွက်တွေအများကြီးလှုပ်ဖို့လိုမယ် ဟိုပွင့်လင်ပစီးပွားဖြစ်ကြတော့တန်မိုးကကောင်းပါတယ်နော်တန်မိုးကကောင်းတယ်ဒီကောင်ကတော့ဥစ္စာပဲကောင်းပါတယ်ဗျာကိုတနိုင်တော့ကို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 ချန်သုံးထွက်ဆိုလို့ရှိရင်အဆင်ပြေပါတယ်ဘာကြောင့်မို့ဆိုကြောက်ပြားအလေးကြီးကိုတနေရနဲ့တနေရတည်ယူရတာအခက်ခဲရှိတဲ့အတွက်ကြောင့်မလို့ကို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 ကလေးနဲ့ကိုတနိုင်ရိုက်နိုင်လို့ရှိရင်အဆင်ပြေပါတယ်နော်အများလုံးဒီနေ့ရိုက်ထားတယ်အခုမနေ့ရိုက်ထားတယ်ဒါမနေ့ပြန်မနေ့ကျတော့လာတော့ဒီကောင်ကခွာတယ်ခွာပြီး engine ဝိုင်းပြန်တုပ်မယ်နောက်ထပ်ဆက်ချက်ပြန်လောင်းသွားတယ်ဒီလောက်ပါပဲ

ဓိကအဲ့ချောတဲ့နေရာမှာအဲ့ line ပဲဗျဒီ line လေးတွေပေါ်အောင်လို့ကျွန်တော်တို့ကချောရမယ်အဲ့ဒီ line ပျောက်သွားရင်ဒီ line နေဒီ line နေပျောက်သွားပြီဆိုလို့ရှိရင်သူကဟိုစားဘောမဆလာမြုပ်သွားတာဗောနော်မဆလာမြုပ်သွားလို့ရှိရင်ဒီအပေါက်ဖောက်တဲ့အခါကျလို့ရှိရင်အာဟိုစားဖြစ်သွားတာဗောနော်ဒီအအပေါက်တကယ်ဟာလှုပ်တဲ့အခါကျလို့ရှိရင်အော်ဘလူးပြောရမယ်ဆိုလို့ရှိရင်ဒီအစတွေထွက်နေတာအရောတိရမှာအပေါက်တွေမပေါ်တာတို့အဲ့ပြဿနာလာထွက်မယ်ဗျ နောက်ဆုံးအဲ့ဒီအပေါက်ကိုဖောက်ပြီးတော့ကြတော့လေဒီဘီလက်မြေသားထူနေတဲ့အတွက်ကြောင့်မအပေါက်တွေမလှတော့တာတော့ရုပ်ဆိုးတာတော့အဲ့ဒါအဲ့ဒါတွေဖြစ်တယ်ဗျဟုတ်ကဲ့ကို ကြီးကျေးဇူးပါဗျကမီကယ်ထည့်ရိုက်ပါတဲ့ ဟုတ်ကဲ့ဟုတ်ကဲ့ဒီစောက်နေ Okay အလုံးအဆလို့ရှိရင်ဒီလောက်ပါပဲဗျာနော်ကျွန်တော်ဒီအခုအော်ခြံအစ်စ်မှာကျွန်တော်ဒီအခုခင်းတာတွေကျင်းတာကျွန်တော်တို့အခုအလုံးမောင်းအတွင်းဒက်ကရေးရှင်းအပြင်ရတော့ပြီးပြီအတွင်းဒက်ကရေးရှင်းမှာကျွန်တော်စင်နေရဥစ္စာလောက်ပါရှိတယ်အဲ့ဒီချိန်ကျလို့ရှိရင်ကျွန်တော်ပြပေးမယ်ဗျခြံတစ်ခြံမှာကျွန်တော်တို့စပြီးတော့ဒီအခင်းဟိုဘလို့အထိုင်ချတယ်ဗောနော် ဒီကောင်စင်ကိုဘလို့လောက်တယ်ပေါ့စင်လောက်ပြီးရင်ကျွန်တော်တို့ရည်စေးလို့လွယ်အောင်လို့ဒါကို idea နဲ့ကိုပါဗျာเนาะဘရက်နေလဲအတုခိုးတယ်ဗျဟိုအတုခိုးတယ်အတိုင်းမဲ့ကိုရဲ့ idea နဲ့ကိုပဲဗျဟိုကျွန်တော်တို့ကလေဟိုအတီးကြပြီးတော့ copy လိုက်ယူလို့မရဘူးကိုနယ်မြေကိုဒေတာကိုပတ်ဝန်းကျင်ကိုအရက်ဒေတာပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့အလုပ်လုပ်ကမှဖြစ်တယ်ဒီမွေးမြူရေးလုပ်ငန်းอ่ะเนาะဟိုဒီကနေတစ်ထပ်တည်း copy လိုက်ယူလို့မရဘူးဗျ အကြရတဲ့ချိန်ကျတော့ကျွန်တော်အခုဒီကြောက်ပြားတွေခင်းမုံခင်းနေကြောက်ပြားခင်းပြီးတုံးနေတန်စင်တန်ချင်းဘလို့ထဲတယ်ကျွန်တော်အဲ့ဒီဟာကိုကျွန်တော်ဟိုဘက်မှာကျွန်တော်ခြံအစ်စ်မှာအခုကျွန်တော်ဆင်ဖို့ဆင်နေတယ်ဆင်နေတဲ့ချိန်ကျလို့ချင်းကျွန်တော်ထပ်ပြီးတော့ချပြပေးပါမယ်ဗျာကျွန်တော်ပြောပြပေးပါမယ်နော်ဒါကြောက်ပြားနဲ့ဒီနေ့ပြောချင်တာတော့ဒီကြောက်ပြားနဲ့ထားခြင်းရဲ့အာတာချက်ပေါ့နော်ဒါအနေချက်အာတာချက်တွေပေါ့အနေချက်ကတော့ငွေကုန်တယ်ဗျာ အနှက်ချက်ကငွေပိုကုန်ပါတယ်တမန်တလင်းမမဒီတိုင်းထားလို့ရှိရင်ဘာလို့မှမကုန်ပါဘူးဒီကောင်နေနဲ့ထားတဲ့အတွက်ကြောင့်အနှက်ချက်ကငွေငွေငွေပိုကုန်တယ်လက်တလုံးမှာငွေပိုကုန်တယ်လို့ထင်ရတယ်ရေရှည်မှာအများကြီးတက်တာတယ်နံပါတ်1တစ်ချက်ချောင်းဆိုးတာတို့ဘာလို့တီးတီးတက်တာညော့သွားတယ်နံပါတ်2တစ်ချက်ကဒီရောသားဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒီကျမ်းမာရေခဏခဏဖောက်တဲ့ဓာတ်ကျွန်တော်တို့မခံစားရဘူးဗျဒါလူပဲဖြစ်ဖြစ်ပါဖြစ်ဖြစ်ကျွန်တော်တို့ဒီတမန်တလင်းကဒီကျမ်းမာရေနဲ့မညီညွတ်ဘူးဗျ ဒီတမန်တလင်းနေရနေပြီးတော့ဒီအဆူရက်တွေဖမ်းထားတယ်အိုက်ကနေပြီးွားဖြစ်တဲ့ဟာဖြစ်တဲ့ဒီပေါ့အာလူလိုပြောမယ်ဆိုလေဖြတ်တလူလိုခြေထောက်တွေဆက်တောက်ဆက်တောက်ဖြစ်တာတော့သူကမှခြေထောက်တွေကခွာတွေခဏခဏကွဲတာတော့အဲ့ဒီဒဏ်တွေကိုကျွန်တော်တို့ကကြော်လွားနိုင်တယ်နဲတက်နိုင်သမျှနဲဝါတယ်နော်ဒီအတွက်ကြောင့်မလို့ဒီဥစားပေါ့စင်နေနဲ့ဟောလောက်တာပေါ့နော်အဲ့ဒါအလုံးသိစေချင်အဲ့ဒီအဲ့ဒီဟာလေးကိုကျွန်တော်တို့ပြောပြတာ ချင်းနေလည်းပြောခုနပြောလို့ကတကောင်ချင်းနေနဲ့တချို့ကလည်းပြောဒီတကောင်ချင်းနေနဲ့ထားတဲ့ခါကြရဲနဲ့ဝက်တွေမကျင်းကျက်ဘူးလားတဲ့ဟုတ်ကဲ့ကျွန်တော်တို့ကအရာတိုင်းမှာအားနည်းချက်အားသာချက်ရှိတယ်ကျွန်တော်တို့ပြောပြီးပြီပဲဝက်တွေကိုဒီလိုထားတဲ့အတွက်ကြောင့်မို့လို့သူကဟိုကျင်းကျက်ကောင်ကျင်းကျက်နာဒါပေမဲ့သူတို့ရဲ့တဘာဝကလည်းအိပ်ပြင်းစားစားပြီးအိပ်တဲ့တဘာဝလေနော်ဟိုအဓိကကတော့ခုနပြောသလိုပါပဲဟိုဥစားပြ ဒီကောင်တွေကိုကျွန်တော်တို့ကဒီလိုထားတယ်ထားတဲ့အတွက်ကြောင့်မို့လို့အားနဲ့ချက်ကတော့ဗာလဲဆိုတော့ခုနကဟိုတမန်လူတွေတွက်တယ်လို့ဟုတ်ပါတယ်ဝက်အတွက်စိတ်ကျဉ်ကြမှုရှိနိုင်တယ်ဟိုရှိနိုင်ပါတယ်ဗျဟိုမရှိဘူးလို့တော့မပြောပါဘူးရှိနိုင်ပါတယ်ပြီးကြလို့ရှိရင်ဒီ strike ရတာဗောနော်နည်းနည်းပါပူရဲရသည်ဆိုပူဆိုးပါတယ်အဲ့ဒါပြီးလို့ရှိရင်ဘာဖြစ်နိုင်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီခုနနေရာကျတဲ့လှုပ်ရှားမှုအားနည်းတဲ့အနေထားကိုတော့ဖြစ်နိုင်တယ် ဒါပေမဲ့ဟိုသူ့ကိုတင်းတင်းမြတ်တအောင်စေဝါဘာညာပုံမှန်ပေါ့နော်ကျွန်တော်တို့လိုက်သွားလောက်သွားတယ်ဆိုလို့ရှိရင်အဆင်ပြေနေရပဲဗျကျွန်တော်တို့ဒါနှစ်မနေတော့ပါဘူးကျွန်တော်နှစ်မနေဘူးဆိုတော့ဟိုလိုနှစ်အများကြီးကိုပြောတာတော့မဟုတ်ဘူးကျွန်တော်ဒီတိုင်းထားလာခဲ့တာဟိုစပေါ့လီးနှစ်ကျော်ငါးနှစ်ဝန်းကျင်နဲ့ဖြစ်လာပြီပေါ့နော် ဖြစ်လာပြီမှာအလုံးအဆင်ပြေတာကျွန်တော်ကွက်သွားအစားဒီလိုကြမ်းကင်းနဲ့ထားတာပါနော်ကုန်ကြားစရိတ်ကတော့များတယ်ဒါအရင်တော့ကျွန်တော်တန်မိုးတွေနဲ့ရိုက်တဲ့ကြောက်ပြားတွေနော် ဒါကျွန်တော်တံမူတွေနဲ့ဒီကောင်တွေနဲ့ကတော့ကောင်းတယ်အခုရိုက်လိုက်တယ်ခဏနေသွားချွတ်တယ်ဒါပေမဲ့ vibrate vibration များများတုံးရတယ် vibration ကိုတုံးရတယ်ဟိုကကော်မူနဲ့ကျတော့ကျွန်တော်တို့ကအပြော့တုံးတယ်အချောက်အချောက်တုံးတာမဟုတ်ဘူးဒီအပြော့တုံးတယ်အပြော့တုံးတဲ့အတွက်ကြောင့်မလို့သူကတော့အရန်နဲ့ vibrate vibrator မလို့ဘူးသူကသူတိတ်သွားတယ်အပြော့ရဲ့သဘောတဘာဝရတော့သူကတိတ်သွားတာပဲလေနော်ဟုတ်ကဲ့အကြော်ကန်အကျေနဲ့အကျင်းနဲ့ဒါအဲ့လိုရှိဒါမဲ့ဘာတီးတီးတာလဲဆိုလို့ရှိရင်ကျွန်တော်တို့က အော်အဓိကကကျွန်တော်တို့ကဘာတော့ဖြစ်လဲဆိုလို့ရှိရင်စေးထိုးရတာလွယ်ကူတယ်ကကာကွယ်စည်းအဲ့ဒီမှာဘာဆဝင်လာပြီလဲဆိုတော့တချို့ပြောရပြောနော်ကာကွယ်စည်းအကူဝင်တဲ့ချိန်စေးထိုးလို့မရဘူးလို့ကိုယ်ဝင်တဲ့ဖြစ်တဲ့ချိန်မှာကာကွယ်စည်းပြီးလို့မရဘူးလို့ဆိုတော့အဲ့ဒီပြဿနာတွေပါဗျဘာလို့တော့ကျွန်တော်တို့ကကိုယ်ဝင်ပြတ်ကြမှာဆိုလို့လေနော် ဒီဒီကိုဝင်နေကျွန်တော်တို့ပြတ်ကြမှာဆိုလို့ဒီကိုဝင်နေကိုကျွန်တော်တို့မထိန်နိုင်မှာဆိုတော့ဒီချင်းထဲမှာဆိုတော့လွယ်တယ်ဗျာသူပြေးနိုင်ကြရအရန်နဲ့လမ်းကြောင်းတိတ်မရှိဘူးလမ်းကြောင်းတိတ်မရှိတော့ဆေးထိုးတာပါညာအစလွယ်တယ်ပြီးလူနဲ့ယင်းနှီးမှုပုံများတယ်လူနဲ့ယင်းနှီးမှုပုံများတယ်ဒီအတွက်ကြောင့်မလို့ဒါတွေကတော့အရန်နဲ့အခက်ခဲဒီမှာကတော့ဆေးထိုးတာနဲ့ပတ်သက်ရင်အရန်လွယ်တယ်ဗျာဒီကောင်နေနဲ့ထားတာနော်ဟုတ်ကဲ့ ဲ့ဒါကြောင့်ကျွန်တော်တို့ကထားတာပါအစင်းတက်ကြလို့ရှိရင်ကျွန်တော်တို့လိုအပ်လို့ရှိရင်စင်းရတက်ခက်ခဲကျွန်တော်တို့ခုံချပေးတယ်နော်စင်းရတက်ခက်ခဲမထင်လို့ရှိရင်ခုံချပေးတာပေါ့ဘာကြောင့်မလို့လဲဒါအားနဲ့ချက်ရှိသေးပါတယ်ဟိုဘက်ရကျွန်တော်တော်တော်ပြင်လိုက်ပြီဗျဒီဘက်ကျတော့ဘာလို့ဒီလိုလေးထားရလဲဆိုတော့ကျွန်တော်တို့ရေထိုးပြီးစေးချကျင်တာလေအဲ့ဒီအပေါက်ကနေရေထိုးကျင်တာနော်ဒီအပေါက်ကနေပြီးတော့ရေထိုးချကျင်တာနော်ဒီအပေါက်ကနေဟိုဘက်ကိုရေထိုးချကျင်တာ အဲကြောင့်မို့ဒီဘက်မှာကျွန်တော်တို့ကအနေဆုံး၄လက်မ၅လက်မလောက်မြင့်ထားတယ်ဗောနော်မြင့်ထားတယ်ဟိုအတက်မှာပြဿနာမရှိပြင်မဲ့အစင်းမှာဟိုဖြစ်မှာဆိုလို့ခုံလေးခံပြီးတာဗောနော်အစင်းကြလို့ရှိရင်ခုံလေးခံပြီးတော့မောင်းထုတ်တာဗောဘာလို့ဆိုသူကဖြောင်းမြန်ဆင်းရတာဟိုဝမကြီးတည်းကနောက်ပြန်ဆင်းရတာဟိုနော်ဟုတ်ကဲ့အဲ့ဒါကြောင့်မို့လို့အားလုံးကျေးဇူးပါပဲခင်ဗျာနော်ဒီလောက်ပါပဲ ဟိုနောက်ကျွန်တော်လောက်ချက်ကျွန်တော်နောက်ပိုင်းရှိတဲ့ဟာအကုန်လုံးအစာနဲ့ပတ်သက်တာတဖြည်းဖြည်းချင်းကျွန်တော်တို့ဥစားပြောပြပေးပါမယ်ဗျအနော်โอเคအားလုံးမင်္ဂလာပါဗျကျေးဇူးတင်ပါတယ်ခင်ဗျ